လုံးမင်္ဂလာပါတင်းအတွက်မနှက်ဖြန်ငွေကြေးကန်ချင်းတွေကိုဖကြပေးมาဖြစ်ပါတယ်အမနှက်ဖြန်မှာငွေကြေးကန်နဲ့ပတ်သက်ပြီးရတော့ကိုယ့်ရဲ့ဝရိယပေါ့နော်လုံလဝရိယကြောင့်ရတဲ့ငွေကြေးရတော့80ရာခိုင်နှုန်းလောက်ကန်ကောင်းနိုင်နေတာမျိုးတွေ့ရပါတယ်အလောက်ခွင့်မှာနမယ်ရချင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းနမယ်ရချင်း နမယ်ကောင်းရချင်းပေါ့နော် လူတွေရဲ့ချီကျူးခံရချင်းဒါမျိုးလေးတွေကြုံရပါလိမ့်မယ် ဒါပေမဲ့လို့အကျွေးမြေကိစ္စတွေနဲ့ပတ်သက်ပြီးတော့ခေါင်းခဲရတတ်တယ်ခေါင်းမိတောက်ရတတ်တယ်မိသားစုနဲ့ပတ်သက်ပြီးတော့ငွေကြေးအထွက်ရှိတတ်တယ်ငွေကြေးကြီးကြီးမားမားထွက်တတ်တယ်နောက်ပြီးတော့အမွေနှစ်ဆိုင်ရာမိဘဘဝအမွေနှစ်ဆိုင်ရာတွေလည်းစကားများရန်ဖြေရတာမျိုးရှိတတ်တယ်ကောင်းတဲ့ချက်ကတော့အဝေးကပေါ့နော်အเจ้าရာတစ်ခုじゃစီးပွားရေးငွေကြေးနဲ့ပတ်သက်ပြီးတော့ ိုကိုပေါ့နော်လမ်းကြောင်းတစ်ခုပေါ်အတူတူဆွဲတင်ပေးသွားမယ်အကူအညီမျိုး ရရှိတတ်တယ်စီးပွားရေးငွေကြေးနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတစ်ခုရရှိလို့အတူတူလက်ခုပ်လက်ဝါးတီးပြီးတော့ပျော်ရွှင်ရမယ်အခြေအနေမျိုးကိုရရှိတတ်တယ်အာရေရှည်ပေါ့နော်စူးစားတစ်ခုခုကိုစူးစားထားတဲ့သူတွေဆိုရင်ပို့ပြီးကောင်းပါတယ်မနှက်ဖြံမှာထူးထူးခြားခြားအဲ့ဒီအရာကနေပြီးတော့ပေါ့နော် ဟောအောင်မြင်မှုတစ်ခုဖြစ်တာမျိုးခြုံတွေ့ရလိမ့်မယ်ဘလောက်ထိအောင်မြင်မှုကြီးမားတက်လဲဆိုလို့ရှိရင်အဲ့လိုမျိုးကိုစ조사ပဲမင်းပမ်းမနဲ့ပေါ့နော်조사တဲ့အရာတစ်ခုကပဝင်းကျင်ကနေပြီးတော့မနာလို့ဝင်တိုရလောက်တဲ့အထိအဲအဲ့လိုမျိုးအောင်မြင်မှုရတာမျိုးခြုံရတတ်တယ်နောက်တစ်ခါဒီစီးပွားရေးငွေကြေးနဲ့ပတ်သက်ပြီးတော့ချီးမြှောက်ခံရလို့ပွဲလမ်းတပင်းတွေပါတယ်ဖိတ်ကြားခံရတာမျိုးဖြစ်တတ်တယ် ရဝင်းနဲ့ပတ်သက်ဆက်ဆံတဲ့လုပ်ငန်းတွေ လုပ်ရတတ်တယ်။ရဝေးကနေပြီးတော့စာတွေအဲသတင်းစကားတွေဝင်တတ်တယ်။အဲစီးပွားရေးငွေကြေးနဲ့ပတ်သက်ပြီးတော့ခီးတွေပါတွေသွားရခိုင်းလဲရှိတတ်ပါတယ်။ဒါဆိုရင်ဒါကတင်တွန်းမနှက်ဖြန်ငွေကြေးကံဖြစ်ပါတယ်။အလုံးမစီးပွားဥစ္စာများဒီလားတိုးတက်ကြပါစေ။